ဟိုလောကဓမ္မမနုဆိုင်နိုင်ငံတော်ကိုလောက်ကျင်ရစိတ်မြပင်ပို့ခဲ့ပါအိမန်တော်တစ္ဆာစကားကြောင့်ပြတ်သွားတဲ့လက်ဟာမပုံမတို့မပြောင်းမပြဲသာရတရှိပါစေတာမောင်တော်အတိတရာရဲ့ဂယုနာနဲ့ပြန်၍စက်ကအကောင်းပကတိပြန်လဲရရှိပါစေတည်းချမောလာပါပြီအသက်300လောက်ရှိတဲ့မနုဆာရီတကယ်ရှိပါသလားလက်တစ်ဖက်ပြတ်နေတဲ့မနုဆာရီက အချစ်ရဲ့ကြေးကျွန်းအဖြစ်အတိတ်တရာမင်းသားကိုသာဝရစောင့်နေစေလားကျွန်တော်တို့မြန်မာနိုင်ငံမှာနှစ်ပေါင်း186နှစ်အတွင်းအဆိုးရွားဆုံးဖြစ်တဲ့ငလျင်ဘေးကို2025ခုနှစ်မတ်လ28ရက်နေ့မှာကြုံတွေ့လိုက်ရပြီးမြို့ကြီးဆန်မြို့ထက်မင်းပျက်စီးကလူပေါင်းထောင်ချီတေဆုံးခဲ့ရပါတယ် ဒါအပြင်အရှေ့ဟောင်းတမိုင်းဝင်ဘာသာရေးအဆောက်အအုံတွေအများအပြားပျက်စီးခဲ့ရသလိုပြန်လည်ပြိုကျတော့မဲ့ဘေးနဲ့ရင်ဆိုင်နေရတဲ့အဆောက်အအုံတွေများစွာကြာရှိနေပါတယ်။အဲ့ဒီအထဲမှာမှမန္တလေးတိုင်းကြောက်ဆဲမြို့ရွှေတလျောင်းတောင်ပေါ်ကကြောက်တက်တာကြီးလက်အပါဝင်ပါဒီကြောက်တက်တာကြီးနဲ့ပတ်သက်ပြီးအခုတလောလူပြောများနေကြတဲ့အကြောင်းအရာကတော့ဒီကြောက်တက်တာကြီးထဲမှာရှိနေတယ်လို့ယူဆနေကြတဲ့မလို့စာရီရဲ့ဂျီယာပါတဲ့လက်ပြတစ်ဖက်ပဲဖြစ်ပါတယ် ြေချောင်းရံနဲ့ပတ်သက်ပြီးမတ်လ28ရက်နေ့မြင်းလှုပ်ပြီးနောက်ပိုင်းတောင်းဆိုထားကြတဲ့လက်တဖက်ပြတ်နေတဲ့မနုဿာရီနဲ့ကျောက်တ္တာကြီးအကြောင်းကိုဗဟုသုတဖြစ်ပွဲစိတ်ဝင်စားပွဲလွမ်းဆုကြေးကွဲပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဇန်နီပဲဖြစ်ပါတယ် ဂေါတမမြတ်စွာဘုရားရှင်မပွေခင်နှစ်ပေါင်း100လောက်မှာတက်တာဇူတဲ့အတိုင်းပြည်မှာအရန်ချုံမောလှပပြီးတတိပြတိပညာစွာတို့နဲ့ပြည်စုံတဲ့မနုဿာရီဆိုတဲ့ပညာရှိဤသေးမလေးတစ်ပါးရှိပါတယ်။မနုဿာရီရဲ့မိဘတွေကတော့ယာဂကိုဆက်ဆုပ်ယုံရှားပြီးတောင်းမီရိတ်လိုနေထိုင်ကြည်ကြံနေချိန်မှာမနုဿာရီနဲ့တမီလူဝင်စားမွေးဖွားလိုတဲ့အတွက်မျက်လုံးချင်းတာယာမှုနဲ့ဇာရီလေးကိုဖွားမြင်ခဲ့တယ်လို့ဖော်ပြကြပါတယ်။ မနုဇာရီဟာမွေးစားဖခင်ဇာအဘိညာယအသိကြီးထာမှာလောကယာဇနေတိရှတရနဲ့ဂန္ဓရီအတ္တပညာရများကိုတမ်းမြောက်ထားတဲ့မင်းမလာတူဦးဖြစ်ပါတယ်။အဲ့ဒီအချိန်တော့ကတတ္တာပြီမှာတက္ကရမင်းစိုးစားနေပြီးဒီမင်းနဲ့ခစ်ပြိုင်ထင်ရှားတဲ့ဘရင်ကတော့ကပိလဘုပြီမှဇေယတနာဘရင်ပဲဖြစ်ပါတယ်။တကယ်တော့ဒီသမိုင်းတဏ္ဍာရီဟာဂေါတမမြတ်စွာဘုရားမပွေခင်နှစ်ပေါင်းတရာလောက်ကတည်းကဖြစ်တဲ့အတွက် တက်တာနေပြီးတော့ရဲ့ဒီနေရာကိုအတိအကျဖော်ပြထားခြင်းမရှိပါဘူးဆရာကြီးမင်းသိန်ခါကတော့အပရန္တအတိုင်းတက်တာနေပြီးတော့လို့ဖော်ပြပြီးမင်းဘူးလေကိုင်းဒေတာယခုပဒံကာလန်ဖြစ်နေတယ်လို့ဖော်ပြထားပါတယ်အဲ့ဒီပြည်တွေကိုဖြစ်နေတယ်မြထောက်ကြည့်ရင်တက်တာပြည်ဆိုတာကျွန်တော်တို့မြန်မာပြည်အလဲပိုင်းမှာဖြစ်နေခြင်းရှိပါတယ်တနေ့မှာတော့မန်းချောင်းအနီးတောအောက်ကြီးထဲမှာတက်တာပြည်မှတက်ကရစ်မင်းရဲ့ညီတော်အတိတ်တရာမင်းသားတောထွက်ကစားရင်း မျက်စိလဲလာမှပြီးအလှနာသမီးစာရီနဲ့ဆုံတွေ့ခဲ့ပါတယ်အတိတ်တရာမင်းသားတယောက်ဇာအဘိညာရဣတိကြီးထာမှာနိတိဇေယပညာရှိတို့တတ်အပ်ထားတဲ့အလုံးစုံသောပညာရများကို စီးပူးနေတဲ့ရှားပါးပညာရှင်မနုဿရီမမပြိုကိုမြင်မြင်ချင်းမေတ္တာတည့်ဝင်ခဲ့ပါတယ်လေးငါရဲ့ဆိုတဲ့အချိန်လေးဟာစစ်သူရဲကောင်းအတိတ်တရာမင်းသားနဲ့ပညာရှိအလှနာသမီးမနုဿရီတို့နှစ်ယောက်ရဲ့သာဝရအချစ်ဇလန်းတဲ့ပုတ်ကိုစတင်မွေးဖွားလာစေပါတယ် ဒီလိုနဲ့တပတ်ဆယ်ရက်လောက်ကြာလာတဲ့အချိန်မှာတော့အတိတ်တရာမင်းသားဟာစာဒီမင်းကလေးနဲ့မခွဲမခွာချင်တဲ့အချိန်မှာပဲတက်တာပြီးတော့ပြန်လာခဲ့ရပါတယ်အတိတ်တရာမင်းသားနေပြီးတော့စီပြန်လဲရောက်ရှိလာတဲ့နေ့မှစပြီးပြောသမျှသောစကားတွေထဲမှာမလူစတိအကြောင်းမပါရင်မပြီးတော့ဖြစ်လာပါတယ်နန်းတွင်သူနန်းတွင်သားတချို့ကလည်းအတိတ်တရာမင်းသားဟာတော်တဲ့ကမကောင်းဆိုးဝါးနှဆိုးများရဲ့ပြုတ်စားခြင်းကိုခံလာရပြီးအထင်နဲ့တူတပ်ဖို့အကြံပေးလာတဲ့အထိပဲဖြစ်ပါတယ် အဲ့ဒီအထဲမှာစောက်တီရမရအဖြစ်ရဆုံးသူကတော့အတိတ်တရာမင်းသားနဲ့ထိမ်းမြလက်ထားရတော့မယ်အိမ်ရှိမိဖုရားလောင်းနှမဝန်းခွဲတော်ဆတ်သူဗဒကလျာဏီမိဖုရားပဲဖြစ်ပါတယ်အတိတ်တရာမင်းသားရဲ့တပိုင်းတည်နေတဲ့စာရီမိန်ကလေးနဲ့အချစ်ယောဂါကိုဗဒကလျာဏီတယောက်တဘောမတွေ့တဲ့ကြားကညီတော်အတိတ်တရာရဲ့အဖြစ်ကိုနောင်တော်တက်ကရစ်ဘီးရွှေနာတော်အထိရောက်လာပါတယ်ဒါကြောင့်ပဲတိတ်တရာမင်းသားဟာလောကဇယနီတိရှစ်တရာ ဂန္ဓရီအသက်ပညာများကိုတံမြောက်ထားတဲ့စာရီမင်္ဂလရဲ့ဖြစ်တည်မှုအပေါင်းကိုနောင်တော်တက္ကရာဘုရင်ထံရှင်းပြပြီးမင်းကြီးကလည်းစာရီမင်္ဂလရဲ့ထူးခြားတဲ့ပညာရည်ရှင်းကိုအကဲဆန်းစစ်ဆေးကျင်လာပါတယ်။ဒါကြောင့်စာရီမင်္ဂလကိုအဆောင်ရောင်နဲ့တကွနန်းတော်သို့ခေါ်ဆောင်လာပြီးပညာရှိအမကြီး၄ဦးရဲ့မေကုံပေါ့စာများကိုစမ်းသပ်မေးမြန်းရာ အောင်မြင်စွာဖြေဆိုနိုင်လာကြောင်းမနုဿာရီကိုတိုင်းပြည်ရဲ့တရားသူကြီးချုပ်အဖြစ်ချီးမြှင့်မြှောက်ဆားလိုက်ပါတယ်။ ဘရင်ကြီးကလည်းပညာရှိမဲမပြိုမနုဆာရီအတွက်တပင်တိုင်းနန်းဆောင်ဆောက်လောက်ပေးပြီးမင်းသမီးအဆောင်ရောင်များအနှင်းကအဲ့ဒီအချိန်ကနေစပြီးမနုဆာရီမင်းသမီးအဖြစ်တင်စားလာကြပါတယ်။မနုဆာရီမင်းသမီးဟာတရားခွင်ကအမှုများတယ်မကရောက်ရှိလာသည်မတော့အမှုခင်းအားလုံးကိုလည်းတရားမျှတစွာဆုံးဖြတ်ပေးတဲ့အပြင်အခြားတိုင်းပြည်မှမဖြေရှင်းနိုင်တဲ့မှုခင်းပေါက်စားများကိုပါဖြေရှင်းပေးနိုင်တဲ့အတွက်မနုဆာရီမင်းသမီးရဲ့ဂုဏ်သတင်းပုံမှန်ထင်ရှားလာပါတယ်။ ။ဒါပေမဲ့အတိတ်တရာမင်းသားနဲ့ထိမြလဲထားရမဲ့သူဗတ်တကလျာဏီကတော့မနုဿာရီရဲ့ကြောကြားမှုကိုအကြီးအကျယ်မနာလို့ဖြစ်လာပြီးအချင်းရှိသမျှမနုဿာရီကိုအကောက်ကြံဖို့ကြိုးစားလာပါတယ်။အကြောင်းကတော့မနုဿာရီမိန်းမဟာရုပ်စင်းယူပကသမကဉာဏ်ပညာမှာပါဗတ်တကလျာဏီထက်အစပေါင်းများစွာတာလုံနေတဲ့အပြင်အတိတ်တရာမင်းသားကလည်းမနုဿာရီရဲ့နန်းဆောင်တဲ့အမဲဝင်ထွက်လာပြီးအခြေစခန်းဖွင့်နေတာကြောင့်ပဲဖြစ်ပါတယ် ဒါကြောင့်ဗဒကလျာဏီမင်းသမီးဟာတေစီနိုင်တဲ့အစိတ်များကိုစားတော်အောက်တဲ့ထဲ့ကမနုဆာရီထံပို့ပေးခဲ့ပေမယ်အစိတ်ပြည့်တဲ့ပညာနဲ့မနုဆာရီစားပြနိုင်တဲ့အတွက်မတိဆုံးပဲအသက်ချမ်းသာရခဲ့ပါရဲ့ဒီလိုအကြိမ်ကြိမ်ကြိုးစားလုပ်ကြံနေပေမယ်မအောင်မြင်တော့တဲ့အဆုံးဗဒကလျာဏီမင်းသမီးလည်းမနုဆာရီထံတပည့်ခံကအလုံးစုံသောပညာရများကိုကြိုးစားသင်ယူလာပါရဲ့ဒါပေမဲ့ဗဒကလျာဏီဟာ မတက်တာလို့သာမနုဆာရီထံတပည့်ခံနေရပေမယ်မနုဆာရီကိုလှုပ်ကြံဖို့အမြဲအလစ်ချောင်းနေပါတယ်ဒီနေ့မှာတော့အတိတ်တရာမင်းသားဆစ်ထွက်သွားခြင်းဗဒကလျာဏီဟာမနုဆာရီတယောက်ဆုံးအတက်မော်ပညာနဲ့နန်းတော်ထဲဝေလာတာဖြစ်ကြောင်းမကြခင်မိစ္ဆာပညာနဲ့ပြူစားလှုပ်ကြံတော့မှဖြစ်ကြောင်းနဲ့မနုဆာရီဟာမတီးမျိုးစေးနဲ့နှစ်ပေါင်းထောင်ချီအသက်ရှင်နေတဲ့မိစ္ဆာဖြစ်ကြောင်းကိုတက်တဲ့နဲ့တကွတကရစ်ဘီရင်ထံကောင်းကျော်စကားဆိုလိုက်ပါတယ် ဒီလိုနဲ့တညမှာတော့မလုဆာရီဟာတုတ်ကိုစိန်နဲ့မှအယောင်အုပ်ပြီးအဂရိတ်ဖိုးထိုးနေစဉ်တုတ်မှထွက်ရှိလာတဲ့အလင်းသားကြီးကနန်းဆောင်ခေါင်းမို့အထိလင်းလက်နေတာကိုဘရင်ကိုယ်တိုင်မြင်တွေ့လိုက်ရပါတယ်။အစကတည်းကမလုဆာရီကိုတန်ရာစိတ်ဝင်နေတဲ့ဘရင်ကြီးလဲမနုဆာရီနန်းဆောင်အထက်ကထွက်ရှိလာတဲ့အလင်းသားကြောင့်အယံကိုထိလာသွားတဲ့အတွက်မနုဆာရီကိုဖမ်းဆီးဖို့အမိန့်ချလိုက်ပါတယ်။နောက်တနေ့မှာတော့မနုဆာရီဟာတရားသူကြီးချုပ်အဖြစ်မှ တိုင်းပြည်ကိုမောအသက်ပညာနဲ့ပြူစားထားမှုချစ်သူအတိတ်တရာမင်းသားရဲ့စင်အင်အားနဲ့တက်တာပြည်ကိုလောက်ကျန်ကြံစီမှုနဲ့အတူနိုင်ငံတော်တရားခွင်အဖြစ်သို့ချက်ချင်းရောက်ရှိသွားပါတယ်။လေးလံ့နေတဲ့တရားသူကြီးချုပ်နေရာကိုလည်းမနုစာရီထံပညာတည်ယူနေသူဘာရကလျာဏီမိနမီကိုခန့်အပ်ပြီးမနုစာရီရဲ့အမှုကိုစစ်ဆေးစေပါတယ်။ဒါကြောင့်ဘာရကလျာဏီဟာမနုစာရီပြုစုထားတဲ့မနုကျေဓမ္မတအတိုင်းအဂရိတ်အတန်မောအတန်နဲ့ နိုင်ငံတော်ကိုလှုပ်ကြံကြံစီတဲ့တရားခမ်းမမနုဆာရီရဲ့လက်ရဘက်လက်ကိုလက်ကဝတ်မှဖြတ်ပြီးထောင်တွင်အချင်းချဖို့အမိတ်ချမှတ်လိုက်ပါတယ်မနုဆာရီဟာသူမရဲ့လက်ကိုဖြတ်နေတဲ့အချိန်မှာအောက်ပါတစ္ဆာအတဲချံတစ်ခုကိုပြုတ်ခဲ့ပါတယ်။အိုးလောကတံမမနုဆာရီနိုင်ငံတော်ကိုလှုပ်ကြံရန်စိတ်မျှပင်ကိုခဲ့ပါအိမန်တော်တစ္ဆာစကားကြောင့်ပြတ်သွားတဲ့လက်ဟာမပုံမတော့မပြောင်းမပြဲသာရတရှိပါစေတာ မောင်တော်အတိတရာရဲ့ဒယုနာနဲ့ပြန်၍ဆက်ကအကောင်းပကတိပြန်လဲရရှိပါစေတည်းဆိုပြီးတစ္ဆာပြုတ်ဆုတောင်းခဲ့ပါတယ်ဒီလိုနဲ့မနုဿာရီလက်ပြတ်ဘဝနဲ့အကျဉ်းသားဖြစ်သွားရပြီးရေယာပါတဲ့ဒူမရဲ့လက်ပြတ်ကိုနီမျိုးစုံနဲ့ဖျက်ဆီးပစ်ပေးမယ်ဘယ်လိုမှဖျက်ဆီးလို့မရတဲ့အဆုံးအဂရိတ်ဖိုးတဲ့ပစ်ထဲကမီးရှို့လိုက်တဲ့အချိန်မှာပဲပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်ပေါ်လာပြီးတရန်တပီလုံးငလျင်တောင်းခါသွားက မြို့ပြည့်ကြီးအဖြစ်ကိုပြောင်းလဲသွားခဲ့ရပါတယ်။မနုဿာတွေလည်းအချင်းထောင်ပြိုကျကာလူမြောက်သွားပြီးတောအောက်ထဲကဗိုင်းဒေသံတရားဓမ္မကြီးကလောကီထွေရဘဝနဲ့ဆက်လက်ကြည်ကြံနေထိုင်သွားခဲ့ပါတယ်။မနုဿာတွေဟာနောင်နှစ်တရားမှာပြွေတော်မူမဲ့ဂေါတမမြတ်စွာဘုရားရှင်ကိုမောင်းတော်အတိတရာနဲ့အတူဆယ်ပြားမိုးတော်လက်တို့ဖြင့်ဖူးသွေးရမယ်ဆိုပြီးမျှော်လေးခဲ့ပေမယ့်အခုမှတော့သူမမှာလက်တစ်ဖက်မရှိတော့ပါဘူး။ဒါပေမဲ့ မနုစာရီကအာမလျှော့သေးပဲတကယ်လို့မောင်တော်အတိတ်တရားသာကရုဏာမေတ္တာနဲ့သူမရဲ့ပြတ်နေတဲ့လက်တစ်ဖက်ကိုပြန်ပြီးဆက်ပေးရင်အကောင်းပဲကလေးအတိုင်းပြန်ဖြစ်အောင်မယ်ဆိုပြီးညှော်လိနေတာလည်းဖြစ်ပါတယ်အခြားတစ်ဖက်မှာတော့တက်တာပြီမှာလူအမြောက်များတေးကြီးပျက်စီးခရပြီးဘရင်ကိုယ်တိုင်လည်းနှက်ရွာဆန်သွားခဲ့ပါတယ်ဒီလိုအနိဋ္ဌာယုံတွေအကြားဏီကုံချုပ်သွားတဲ့တက်တာနေပြီးတော့ကိုစစ်ရှုံးပြီးပြန်လာတဲ့အတိတ်တရားမင်းသားမြင်တွေ့လိုက်တဲ့အချိန်မှာ အာအောင်မဆုံးဝါနေခဲ့ရပါတယ်။အတိတ်တရာမင်းသားဟာချစ်သူမနုဆာရီရဲ့နန်းဆောင်အပြက်အစည်းတွေကြားပြတ်ထွက်နေတဲ့မနုဆာရီရဲ့ကြေးရပါတဲ့လက်ပြတစ်ဖက်ကိုမြင်နေပွဲရာမြင်တွေ့လက်ရပါတယ်။ဒါကြောင့်အတိတ်တရာမင်းသားဟာမနုဆာရီရဲ့လက်ပြတစ်ဖက်ကိုကြောက်ချက်ကြီးတစ်ခုကြားမှာမိမိရဲ့ချက်ဝတ်တစားများနဲ့အတူတေချာထုတ်ပိုးပြီးလုံကြုံစွာထိမ့်သိမ့်ပြီးမှတော့မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ အတိတ်တရာမင်းသားမလို့စာရီမီနီမီရဲ့လက်ပြကိုထက်သွင်းသိမ်းဆီးထားတဲ့နေရာကတော့ယခုမန္တလေးတိုင်းကြောက်ဆယ်မြို့ရွှေတလျောင်းတောင်ပေါ်ကကြောက်တဲ့သားကြီးလို့ဆိုကြပါတယ်မနုစာရီကတော့ပရာနာလို့ခေါ်တဲ့အသက်ကိုထိန်ချုပ်ခြွေတာချင်းအစီမြင့်ယောဂကြည်စင်ကိုဆွဲဆွဲမြဲမြဲကြည်ကြံရင်းလူတက်တန်ဆွဲဆနိုင်တဲ့ထွက်ရပေါက်ရေသိမ်းမတစ်ပါးဖြစ်တော့ရောက်ရှိသွားခဲ့တယ်လို့ဆိုပါတယ်နောက်ဆုံးအနေနဲ့မနုစာရီဟာ ဂေါရမမြတ်စွာဘုရားရှင်ကိုမဖူးသွေးရပေမယ်။နောင်ပွေတော်မူမဲ့ရိမိတရမြတ်စွာဘုရားရှင်ကိုတော့ဆယ်ဖြာမိုးတော်လက်နဲ့အတူတကွဖူးသွေးနိုင်ဖို့ရာမောင်တော်အတိတ်တရာကိုသာဝရဆောင်မျှော်လျက်ရှိနေပါကြောင်းဘ ਹੁ တုဒဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလဲရပါတယ်။